ဒီနေ့တောက်ကြသားသမီးတွေအတွက်အရှိအာအချက်ရှစ်ချက်ကျွန်တော်တောင်းတဟောကြားပေးတော့မှာဖြစ်ပါတယ်နံပါတ်၁ကတော့ကျွန်တော်တို့စီပွားရေးနဲ့ပတ်သက်တဲ့အပိုင်းနံပါတ်၂ကငွေကြေးနံပါတ်၃ကစံမာရေးသူကကျော်အချစ်ရေးအိမ်တော်ရေးဝန်ထမ်းနဲ့ပညာရေးနိုင်ငံခြားနဲ့ပတ်သက်တဲ့ကံဆိုရဲဒီအချက်ရှစ်ချက်ပေါ်မှာကျွန်တော်တောင်းတပြီးတော့မိတ်ဆွေတို့ကိုတက်တော့နဲ့ဟောကြားပေးတော့မှာဖြစ်ပါတယ် အဲ့တော့စတင်ပြီးတော့ကျွန်တော်တို့တရော့ကတ်ချိုးအောင်တောက်ကြသားသမီးဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းတောက်ကြဖြစ်နေတော့ကျွန်တော်လည်းပါလဲဆိုတော့ကျွန်တော်တည်ချင်ပါတယ်အဲ့တော့တောက်ကြသားသမီးသူတော်ကောင်းပေါင်းလို့စတင်ပြီးဟောအဲ့တော့ကျွန်တော်တို့တောက်ကြသားသမီးတွေဖတ်မအူဆုံးစီးပွားရေးနဲ့ပတ်သက်တဲ့ကတ်ဖြစ်ပါတယ်တောက်ကြသားသမီးတွေစီးပွားရေးရလေအောင်မြင်ပါလို့လို့နဲ့ ထင်တော့ GT ခကြီးမပေါက်တဲ့အခြေအနေအပိုင်းခြားတစ်ခုလို့ပဲသုံးသပ်ပြီးတော့ဟောကြားပြရမှာပါလုံငန်းအောင်မြင်လားဆိုတော့အောင်မြင်မှုတော့ရရှိပါတယ်ဒါပေမဲ့ကိုမှန်းသားတလောက်အောင်မြင်တာမဟုတ်ဘဲနဲ့အထိုက်လျအောင်မြင်မှုမျိုးကိုဆိုလိုနေခြင်းဖြစ်ပါတယ်လုံငန်းအောင်မြင်တဲ့အပိုင်းမှာနှစ်ပိုင်းရှိပါတယ်တစ်ပိုင်းကလုံငန်းအောင်မြင်တာတစ်ပိုင်းကလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဆက်အသွယ်ကောင်းနီလန်ကောင်းရရှိအောင်ဆိုလိုခြင်းဖြစ်ပါတယ် ဲ့နှစ်ချက်ထဲမှာဘယ်ရောက်ပိုအားတာလဲဆိုတော့စီးပွားရေးနဲ့ပတ်သက်ပြီးအဆက်အသွယ်ကောင်းနီလန်ကောင်းတွေရရှိတဲ့အပိုင်းချပါဒါကြောင့်မို့ဒီလိုချင်းဒီပိုင်းချမျိုးမှာဒီတောက်ကြသားသမီးတွေကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အတစ်တူချိတ်ပြီးတော့လှုပ်ဆောင်ရတာမျိုးတွေဒါမှမဟုတ်လို့ချင်းအခုလှုပ်ဆောင်နေတဲ့အလုပ်မဟုတ်ပဲတခြားအလုပ်တွေကိုကျွန်တော်တို့တိုးချဲ့ပြီးတော့လှုပ်ဆောင်ရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့အားကောင်းနေပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြောဆိုနေတဲ့မိဘတွေလည်းအာကိုပြောတလို့မျိုး အဆင်ပြေလာတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတဲ့တပါတယ်။ဘာပဲပြောအကောင်းနဲ့အဆိုးဆိုရင်တော့အကောင်းဘက်ကိုဦးတည်နေတဲ့အပိုင်းခြားလို့ကျွန်တော်ဟောကြားပေးချင်ပါတယ်။နောက်တစ်ချက်ကတော့တောက်ကြသားသမီးတွေဝေးကြီးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ငွေကြီးကိစ္စတွေမှာအမြဲတမ်းတောက်ကြသားသမီးတွေငွေရှိတယ်လည်းမဟုတ်ငွေမရှိဘူးလည်းမဟုတ်တောက်ကြသားသမီးတွေငွေရအိတ်ထဲမှာကြာကြာနေပါဦး။အဲ့လိုပြောလို့ဝင်မဝင်ဘူးလားဆိုတော့လည်းငွေဝင်ပါတယ်။ပြောချင်တာကတော့ အဲအိတ်ပေါက်နဲ့ဖားကောက်နေလို့ဖြစ်နေပါတယ်တောက်ကြသားသမီးတွေဝင်လာတဲ့ငွေတွေဖြည့်ရှင်းရမယ့်ငွေတွေကတန်းစီနေလို့ဖြစ်နေတာပေါ့နော်ဆိုတော့ငွေမဝင်ဘူးလို့လည်းတောက်ကြသားသမီးတွေတောက်တက်ပြီးဟောလို့မရငွေဝင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းငွေကုန်ဖို့အတွက်အကြောင်းအရာတွေကလည်းတန်းစီပြီးရှိနေတာပေါ့နော်ဒါကြောင့်ဒီလိုချင်းဒီပိုင်းခြားမျိုးမှာငွေရောက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်နေလုံးလေခြာလပတ်လိုက်ပြီးတော့အိတ်ကောက်နဲ့ဖားကောက်နေတယ်လို့အော်အိတ်ပေါက်နဲ့ဖားကောက်နေတယ်လို့ ဖြစ်နေတတ်ပါတယ်။ဒါကြောင့်လို့တောက်ကြသားသမီးတွေဒီတလတာမှာငွေကြေးစုဆောင်ဖို့အတွက်တော့အန်တန်အားနဲ့ရရှိလာတဲ့ငွေကြေးကိုလုပ်ငန်းမှာ investment လုပ်ရတာပဲဖြစ်ဖြစ်တခြားကိုလိုအပ်တဲ့ကိစ္စတွေမှာသုံးစွဲရတာပဲဖြစ်ဖြစ်ပြုလုပ်ရတတ်ပါတယ်။နောက်ချက်ကတော့ကျွန်တော်တို့တောက်ကြသားသမီးတွေရဲ့အကျမ်းအရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။တောက်ကြသားသမီးတွေဒီအချိန်မှာအကျမ်းအရင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်အားနည်းနေတာကိုတောက်ပြီးတော့တွေ့ရပါတယ်။ဒါကြောင့်မလို့တောက်ကြသားသမီးတွေ၅လပိုင်းမှာ ကျမကြီးကိုနည်းနည်းလေးတော့ပြန်ဆိုင်ပါအာဘယ်လိုဖြစ်တတ်လဲလို့ပြောမယ်ဆိုရင်ကျမကြီးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ယာတီပေါ်တဲ့ယောဂပေါ့အခုဆိုတွေးလို့တော့ကွေးပေါ့ဗျာမိုးရတီဆိုတွေးလို့တွေးလို့တော့ကွေးရေနောက်တစ်ခါကျွန်တော်တို့ပူလိုက်အေးလိုက်ဖြစ်လိုက်တဲ့အခါမှာကျွန်တော်နှာစည်းရာချောင်းဆိုးရာစဖြစ်ပေါ့ဗျာဒီလိုမျိုးအပူအေးမမျှတာပဲဖြစ်တဲ့ယောဂတွေဒီတဘာဝကြောင့်ဖြစ်ပေါ်လာတဲ့ယောဂအောင်ဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ယာတီပေါ်ယောဂတွေပေါ့နော် ဒါဒီဘောယောဂါတွေတောက်ကြသာသမီတွေသူများရဲ့ချက်ပို့ပြီးတော့ဖြစ်ရတာလို့ရတယ်။ဥပမာကသူများရဲ့မိုးရေထဲမှာမိုးဆိုးတယ်။ဘာမှဖြစ်ကိုကိုမိုးဆိုးတဲ့အခါကျမှနှာစည်းတာရေချောင်းဆိုးတာရေဖြစ်တတ်တယ်။ဆိုတော့သူများတဲ့အာဒီတဘာဝကိုခံနိုင်အားနည်းနေတယ်အပိုင်းချလို့ပဲတောက်တက်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်ချက်ကတော့ကျွန်တော်တောက်ကြသာသမီတွေရဲ့ကျွန်တော်တို့ရဲ့အခြေအနေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။တောက်ရသာသမီတွေရဲ့အခြေအနေကတော့အမှန်တမ်းပြောရင်မိမိကိုယ်တိုင်ကဒီချက်ချင်းပေါ်မှာ ဟိုဘယ်လိုခေါ့မလဲစိတ်ပါဝင်စားမှုအားရတယ်ပေါ့နော်ကိုဘလောက်ချစ်တဲ့မိန်းမပဲဖြစ်ဖြစ်ကိုဘလောက်နှစ်သက်တဲ့လူပဲဖြစ်ဒီအချိန်မှာသူ့ထက်စားလို့ရှိရင်တခြားတော့တခြားတော့ဟိုဘယ်လိုခေါ့မလဲဟိုတခြားအရာတွေကိုအချိန်ပေးနေရတတ်တယ်ပေါ့နော်ဒါကြောင့်အခြေကိစ္စတွေမှာကိုကိုရိုင်းလည်းတက်တက်ကြွကြွအဲကိုရဲ့ချစ်သူကိုရင်တော့ romantic center မျိုးချင်တာမျိုးယူရတာမျိုးတွေတော့အားနည်းနေလိမ့်မယ်။ဘာလဲဆိုတော့ ကိုယ့်ရဲ့လူမှုကိစ္စရဲ့လုပ်ငန်းကိစ္စရဲ့ခြားသောလုပ်ငန်းကိစ္စတွေကြောင့်စိတ်ရှုပ်ရှားတွေများနေတဲ့အခါမှာအခြေအေးကိစ္စတွေနဲ့ပတ်သက်ပြေးယူအောင်ကိုယ်မှခံစားဖို့အတွက်အချိန်မရှိဘူးပေါ့နော်ပြောချင်တာအဲ့တော့မချစ်ဘူးလားဆိုတော့လေချစ်နေချစ်နေမှာပေါ့နော်ဒါပေမဲ့ဆိုတော့ကိုယ့်ရဲ့ချစ်သူကိုအချိန်ပေးမှုအားနေတယ်ချစ်ပြဖို့အတွက်အချိန်မရှိဘူးကိုယ်မှလေအဲ့လိုအခြေအနေဘိုက်ချမ်းလို့ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်ကကိုယ့်ရဲ့ချစ်သူကတော့ကိုယ်တို့မျိုးမြင်ကောင်းမြင်မှာပေါ့နော်ဒါပေမဲ့ အာကိုဖြစ်နေတဲ့ကိစ္စကိုဖြစ်နေပြဿနာကိုတွေဟာသိရဲအဲ့တော့အဲ့လိုမျိုးတကယ်လို့များကိုချက်သူနဲ့ကိုနဲ့ကြားထဲမှာဒီလိုမျိုးနားလည်မှုတွေကိုယ်လွတ်နေဆိုရင်တော့နားလည်အောင်ကိုရဲ့တစ်ဖက်အာကိုရဲ့ relationship မှာရှိနေတဲ့လူတွေတည်တည်ကြပ်ရှင်းပြပြီးတည်နားလည်အောင်ပြောပြဖို့တော်တော်လိုအပ်တာပေါ့နော် Okay နောက်တစ်ခုကတော့ကျွန်တော်တောက်ကြသားသမီးတွေရဲ့အိမ်တော်ရင်းနဲ့ပတ်သက်တဲ့အပိုင်းချဖြစ်ပါတယ်အိမ်တော်ရင်းမှာတော့ကိုရဲ့အိမ်တော်ဘက်ရဲ့အကူအညီတောက်ပတ်မှုကောင်းနေရရှိပါတယ် ဆိုတော့ကိုကအမျိုးသားဆိုကိုရဲ့အမျိုးသမီးပေါ့ကိုကအမျိုးသမီးဆိုကိုရဲ့အမျိုးသားပေါ့နော်သူတို့စီကကိုကြီးထောက်ပံ့မှုကောင်းလို့ရရှိမယ်အကြံကောင်းဉာဏ်ကောင်းလို့ရရှိမယ်အာသူတို့ရဲ့ကိုကြီးပေးမှုသူတို့ရဲ့ဆောင်ရွက်ပေးမှုတွေကြောင့်ကိုရဲ့ပြက်နာကိုရဲ့ခက်ခဲစသဖြင့်ကိစ္စတချို့တွေမှာအဆင်ပြေမှုကောင်းလို့ရရှိလာပါတယ်ဒါကြောင့်မလို့ကိစ္စပြက်နာတစ်ခုခုဖြစ်တယ်ဆိုရင်ကိုရဲ့အိမ်တော်ဘက်နဲ့ကိုနဲ့တိုင်ပင်ညီနဲ့ဆွေးနွေးပါတိုင်ပင်ပါအဲကိုတို့အကြံကောင်းဉာဏ်ကောင်းတွေအများကြီးတို့ပေးလာနိုင်ပါတယ်။ဒါကြောင့်မလို့ ကိုယ့်ရဲ့အိမ်တော်ဘက်ဈေးကနေစအကူအညီထောက်ပံ့မှုကောင်းတွေရရှိမယ်အချိန်ဒီပိုင်းခြားအခုပါတောက်ကြသားသမီးတွေလေအဲ့တော့နောက်တစ်ခုကတော့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်တောက်ကြသားသမီးဝန်ထမ်းတွေကဒီလိုအချိန်ဒီပိုင်းခြားမျိုးမှာအလုပ်ကံနဲ့ပတ်သက်ပြီးတော့အားကောင်းနေတဲ့အချိန်ဒီပိုင်းခြားလို့ပဲပြောချင်ပါတယ်ဒါကြောင့်မို့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့နာမည်ကောင်းရရှိတာမျိုးတွေเนาะပြီးွားတဲ့အခါကျရင် လုံမကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာလူကြီးအတိမတ်ပြုခံရတာမျိုးရင်းနဲ့ပတ်သက်ပြီးတော့အခုအမတန်အားကောင်းနေတယ်။ဒါကြောင့်ဒီလိုချင်းဒီပိုင်းခြားမျိုးမှာလာစာတူဖို့အတွက်ယာတူတူဖို့အတွက်အစပြိုးတဲ့ကာလလည်းဖြစ်နိုင်တယ်။လုံမကိစ္စရင်းနဲ့ပတ်သက်ပြီးတော့မိမိကိုယ်တိုင်လည်းတက်တက်ကြွကြွလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မို့လုပ်ငန်းပွင့်မှာလုပ်ဖို့ကံပတ်နေတဲ့ရှားတယ်မှာလည်းအစပြေမှုကောင်းလို့ကျွန်တော်ရရှိလာနိုင်တဲ့အချိန်ဒီပိုင်းခြားလို့ကျွန်တော်နေတုံးသက်ပြီးတော့ဟောကြားပေးချင်ပါတယ်။ တခုတတိထားမိရမှာလုံငန်းကိစ္စနဲ့မဟုတ်ဘဲနဲ့ personal ကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စတွေတော့ကိုယ့်ရဲ့လုပ်ငန်းမှာရှိနေတဲ့လူတွေသွားပြီးအခုညမတောင်းမှုကိုတော့လိုအပ်ပါတယ်။ဥပမာကိုယ့်ရဲ့ခြေရင်းကိစ္စသွားတိုက်မိတာမျိုးကိုယ့်ရဲ့မိသားစုကိစ္စကိုယ့်ရဲ့လုံဖောက်ကင်ပတဲ့သွားတိုက်မိတာမျိုးတော့ရှောင်ကျင်တက်ပါတယ်။ဒါကြောင့်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အားကောင်းတယ်။ကိုယ့်ရဲ့ personal ကိုယ့်ရဲ့ privacy ကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးလုပ်ငန်းခွင်မှာပြောတာမျိုးလုပ်တာမျိုးအာတုံးတုံးတာမျိုးတွေကကိုယ့်အတွက်အားနည်းနေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ နောက်ဆက်ကတော့ကျွန်တော်ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ပညာရေးကိစ္စမှာတော့အပေါင်းအသင်းမိတ်ဆွေကြောင့်ပညာရေးနဲ့ပတ်သက်ပြီးတော့အားနည်းတာမျိုးဖြစ်တတ်ပါတယ်။ဆိုတော့အဲအကြောင်းသူလူတက်နေတဲ့လူတွေဖြစ်သင်တန်းသူလူတက်နေတဲ့လူတွေဖြစ်သူတို့ကြောင့်ကိုယ့်ရဲ့ပညာရေးကနည်းနည်းလေးအဆင်မပြေဖြစ်တာအထင်ကောဖြစ်တာတွေးချုံလာဘယ်လိုမျိုးဖြစ်တတ်လဲလို့ပြောမယ်တော့ဥပမာကိုယ်နဲ့သူတို့ရမ်းခင်တဲ့လူတွေကြောင့်တက်နေသူကအဲသူကိစ္စကြောင့်ကြောင်းထွက်သွားတယ်ကိုကပါလိုက်ထွက်သွားတယ်ဆိုတော့ကတော့ပညာသင်နေင်းနဲ့သူတို့က တခြားပြည်သားတွေလိုက်လို့တယ်သူတို့အဲ့လိုအပေါင်းအသင်းမိတ်ဆွေနောက်ကိုပါရင်းနဲ့ခင်ရင်းနဲ့ပညာရေးမှာတစား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 အားနေတော့တာမျိုးတွေနဲ့ပတ်သက်ပြီးထွေးချုံလာတတ်တယ်။ဒါကြောင့်မို့တောက်ကြသားသမီးတွေပညာရေးနဲ့ပတ်သက်ပြီးအပေါင်းအသင်းမိတ်ဆွေကြောင်းလို့တော့မတော့တော့ချုံပါတော့။အပေါင်းအသင်းမိတ်ဆွေမက်လို့ပညာရေးနဲ့ပတ်သက်ပြီးတော့အားနေတာမျိုးတွေတော့တွေးချုံလာတယ်။ဒါလေးကတော့နည်းနည်းကိစ္စဆိုင်ကျင်တယ်။အဲနောက်တစ်ချက်ကတော့နိုင်ငံသားနဲ့ပတ်သက်တဲ့အပိုင်းအခြားပေါ့။အဲ့တော့နိုင်ငံသားသွားဖို့လောက်ဆောင်နေတဲ့ ကျွန်တော်မိတ်ဆွေရှိတယ်ဒီချိန်မှာလေကျွန်တော်ဖြစ်စေချင်တာကတော့လေဟိုလုပ်ငန်းဆန်ဆန်အလုပ်လုပ်စေချင်တယ်ဆိုတော့ရင်းနှီးမှုရောက်လောက်တာခင်မင်းမှုရောက်ဟိုပြုတ်လောက်တာမျိုးတွေပေါ့နော်အာအာနာမှုမရှိစေချင်ဘူးပေါ့နော်နိုင်ငံခြားသွားတဲ့ကိစ္စမှာဖြစ်နိုင်လားမဖြစ်နိုင်လားပတ်စံပေးတဲ့အခါမှာဆိုရင်လည်းတည်တည်ချာချာပြီးကြပေးမယ် ဆိုတော့ခင်မင်းနဲ့ရင်းနေတယ်ဆိုတဲ့အတိုင်းသွားပြီးတော့မလုပ်လိုက်နဲ့အဲ့ဒီအချိန်မှာခင်မင်းမှုမှာပြက်ပြက်သွားတဲ့ကိစ္စတွေဖြစ်လာတတ်တယ်။ဒါကြောင့်အေဂျင့်နဲ့ပဲလုံလုံကိုခင်မင်းရတဲ့မိတ်ဆွေအပေါင်းအသင်းနဲ့ပဲလုံကိုညီကောင်မတော်မတွေဘယ်သူနဲ့ပဲလုံလုံအလုပ်ကိုလုပ်ငန်းဆန်ဆန်လုပ်ဆောင်ပါ။ဘာရရဘာပြိမဲ့ဘာရရဘာပြိမဲ့စားပြေပေါ့နော်ဒီလိုမျိုးပြက်ပြက်သားသားလှုပ်ဆောင်ဖို့အတွက်လိုအပ်တယ်အာနာနေမယ်ဆိုရင်တော့ပုံပုံပြီးတော့ကြံ့ကြတယ်အဲဒီတော့နိုင်ငံသားသွားတဲ့ကိစ္စတွေမှာအာနာမှုမရှိတာအကောင်းဆုံးဖြစ်နေမယ် ဟိုလုံဆောင်လျာရှိတာကိုပြက်ပြက်သွားသွားလုံဆောင်ပါလုပ်ငန်းတဘောတဘာအရအဲတဘောတဘာဝအရပဲဆက်ဆံကအကောင်းဆုံးဖြစ်နေမယ်အဲ့တော့အားနာနေတော့ခါပါသွားလိမ့်မယ်โอเคအဲ့ဆိုရင်တော့တောက်ကြသားသမီးတွေဒါဆိုရင်တော့ခြေနဲ့မဲ့ထင်ပါတယ်အားလုံးတော့ကျွန်တော်တောက်ကြသားသမီးညီကိုမတော်မပေါ့ပြည့်ကြပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းနေပဲကျွန်တော်ရဲ့ဗီဒီယို